ီကနေ့အော်တိုဘာလ16ရက်နေ့ပြည်တွင်းမှာဖြစ်ပွားနေတဲ့ထဲကအထူးခြားသတင်းတွေနောက်ဆုံးရသတင်းတွေအကြောင်းကိုသတင်းမှတ်တမ်းရယူတင်ဆက်ပေးနေတဲ့သတင်းတော်ကိုမော်ရစ်ကိုတိုက်ရိုက်ဆက်သွယ်ပြီးမြန်ကြည့်ပါမယ်။ဟုတ်ကဲ့အကိုမင်္ဂလာပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါရှင်ဒီကနေ့သတင်းတွေလာရင်လည်းထူးခြားသတင်းတွေကအကိုဘာတွေပြောပြဖို့ရှိမလဲပြောပြပေးပါဦးရှင်ဟုတ်ကဲ့ပါမနေ့ကနေပြည်တော်မှာကျင်းပတဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲစာချုပ် NCA စနစ်ပြအခမ်းအနားမှာဒီတရုတ်အထူးကိုယ်စားလှယ်တင်ရှိခြင်းကမြမရွေးကောက်ပွဲအတွက် ငញ្ញဲကြီးလိုအပ်ပြီးတော့တရုတ်ဟာတခြားနိုင်ငံရဲ့ပြည်တွင်းရင်းကိုဝင်ရောက်ဆုတ်ဖက်ခြင်းမပြုဆိုတဲ့မှုကိုတင်းတင်းကြပ်ကြပ်လိုက်နာတယ်ဆိုပြီးပြောခဲ့ပါတယ်။ဆိုတော့တကယ်ပဲတရုတ်ကမြန်မာပြည်တွင်းရင်းကိုဝင်မဆုတ်ဖက်ဘူးဆိုတဲ့မှုကိုလိုက်နာနေတာလားဆိုတာလက်ရှိနေဦးကာလာနဲ့နှိုင်းရှင်ပြီးကျွန်တော်တစ်ချက်ကြည့်ရအောင်ပါ။ဆိုတော့ဒီ2023ခုနှစ်အောက်တိုဘာ29ရက်နေ့မှာစတဲ့စခဲ့တဲ့10နှစ်ခွန်စစ်စင်ရေးမှာဆိုလို့ရှိရင် ဒီမြောက်ပိုင်းမဟာမိတ်၃ဘွဲဖြစ်တဲ့ AA TLL နဲ့ MNDA တို့ရဲ့ထိုးစစ်ကြောင့်ရှမ်းပြည်နယ်မြောက်ပိုင်းအောင်စစ်တပ်ကလက်လွတ်ရတော့မဲ့အခြေအနေမှာတရုတ်နိုင်ငံရဲ့ဖိအားတွေကြောင့်တစ်ဆယ်နှစ်ခုဆက်စင်အရှင်ကောင်းနေတဲ့အချိန်မှာရပ်တန့်သွားပါတယ်။ဆိုတော့မြို့တိန်တိုက်ပွဲတွေကြောင့်တရုတ်ရဲ့စီးပွားရေးလမ်းကြောင်းတွေနယ်စပ်ကုန်သွယ်ရေးတွေပေါ်မှာတက်ရောက်မှုရှိလာတဲ့နောက်ပိုင်းမှာတရုတ်ရဲ့ဖိအားပိုပြီးပေါ်လာတယ်ပေါ့လေ။ဆိုတော့အဲ့ဒါအပြင်ဒီတရုတ်ရဲ့ဖိအားကြောင့်ကိုကန်တက် MNDA တိန်းထားတဲ့လာရှိုးကိုလည်းလာရှိုးမျိုးကိုစစ်တပ်ကိုပြန်ပေးခဲ့လိုက်ရတယ်ပေါ့လေ။ဆိုတော့မြောက်ပိုင်းမဟာမိတ်၃ဘွဲ့ကိုနောက်ထပ် ဒီလက်နက်ထောက်ပံ့ပေးနေတဲ့ UWSA WATAP ပေါ်မှာလည်းတရုတ်ရဲ့ PR ရှိနေပြန်ပါတယ်ဒီဒီ WATAP UWSA ဘက်ကနေပြီးတရားဝင်ပြောထားတာရှိတယ်သူတို့ရဲ့ သူတို့အဖွဲ့ရဲ့တမိုင်းသူတို့အဖွဲ့စည်းရဲ့တမိုင်းတလျှောက်မှာအခုကြုံနေရတဲ့တရုတ်ပြည်ဟာအကြီးဆုံးပဲဆိုပြီးတရားဝင်ထုတ်ပြောခဲ့ဥပါတယ်ဆိုတော့ WhatsApp ပိုင်ဆိုင်ထားတဲ့တရုတ်ရန်ငွေဘီလီယံနဲ့ချီပြီးတရုတ်အစိုးရသိမ်းတာတွေဒီ UWSC အဖွဲ့ဝင်တွေကိုတရုတ်ကဖမ်းဆီးသိမ်းသိမ်းထိန်းသိမ်းလိုက်တာတွေကြောင့်30နှစ်ခွန်မှာအရှင်ကောင်းနေတဲ့မြောက်ပိုင်း၃ဘွဲကဒီလက်နက်မြောက်ဘွဲ၃ဘွဲကို WhatsApp ဖွဲ့ကလက်နက်နဲ့ငွေအရာမထောက်ပံ့တော့တဲ့အပြင်ဒီဝါနယ်မျိုးကိုဖြတ်တန်းအသုံးပြုခွင့်နဲ့မှမပေးတော့ဘူးဆိုပြီးဝါဘက်ကတရားဝင်ထုတ်ပြောခဲ့တာပါဆိုတော့ဒီအချက်တွေနဲ့နှိုင်းယှဉ်ပြီးပြောမယ်ဆိုရ င်တရုတ်ကတခြားနိုင်ငံရဲ့ပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ဖက်ခြင်းမပြုဆိုတဲ့မူကိုသူတို့တင်းတင်းကြပ်ကြပ်လိုက်လာနေရဲဆိုတာတန်တမန်အရကြားကောင်းအောင်ပြောသွားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်။အခုနောက်ဆုံးအနေနဲ့ဒီနောက်ထပ်တခြားသတင်းတွေရောဘာတွေပြောပြဖို့ရှိမလဲကိုနောက်ဆုံးရသတင်းတွေ။ဟုတ်ကဲ့ပါ။ဆိုတော့ဒီကနေ့ထိုင်းနိုင်ငံမှာအထောက်ထားမဲ့ရွှေပြောင်းလုပ်သမားတွေကိုလုပ်ပေးမဲ့ပိုင်းအောင်ကတ်ခေါ်တဲ့ဒီယာယီတပ်တည်ခံကပြားလုပ်ပေးမဲ့အစီအစဉ်ကိုရွှေဆိုင်လိုက်တယ်ဆိုပြီးတော့ထိုင်းလုပ်သမားဝင်ကြီးဌာနဒီနေ့မှာပဲအမိကြော်ညာချက်ထုတ်လိုက်ပါတယ်။ ဆိုအဓိကအကြောင်းရင်းကတော့ဒီထိုင်းနယ်စပ်မှာဖြစ်နေတဲ့ပြဿနာတွေကိုကင်တွယ်ဖြေရှင်းဖို့ရွှေ့တရာဖြစ်တယ်ဆိုပြီးတော့နောက်ဆက်တွဲအခြေအနေတွေကိုထပ်မံကြေညာမယ်ဆိုရင်အဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားတယ်။ဘယ်နှစ်ပြန်ဖွင့်မယ်၊ဘာတွေပြန်လုပ်မယ်ဆိုရင်အသေးစိတ်တော့အဲ့ထဲမှာတော့မပါဘူးပေါ့နော်။ဆိုတော့အစကတော့ဒီကမ္ဘောဒီးယားထိုင်းစစ်ပွဲတွေမှာကမ္ဘောဒီးယားအလုပ်သမားတွေပြန်သွားတာအတွက်ကြောင့်မလို့ထိုင်းမှာအလုပ်သမားတွေရှားပါးမှုကိုဖြစ်ရှင်းနိုင်ဖို့ဆိုပြီးတော့ထိုင်းအစိုးရကနေပြီးတော့ဒီမြန်မာလာကိုကမ္ဘောဒီးယား VNN လေးနိုင်ငံကအထောက်ထားမဲ့ရွှေ့ပြောင်းအလုပ်သမားတွေကို ဒီအောက်တိုဘာ19ရက်နေ့ကနေ29ရက်နေ့အထိထိုင်းလိုခေါ်ဘတ်ခေါ်ပိုင်းအောင်တတ်တည်ကန်ကတ်လုတ်ပေးမယ်လို့စီစဉ်ထားရတယ်အခုလို့ရွှေရုတ်တရက်ရွှေဆိုင်လိုက်တာပေါ့နော်ဆိုတော့ပိုင်းအောင်အခုပိုင်းအောင်ကလုတ်ဖို့စောင့်နေတဲ့သူတွေအနေနဲ့ဘာဆက်လုတ်ဖို့လို့မလဲဆိုတော့ဒီအလုံသမိုင်းကူညီတဲ့ဖွဲ့တွေအကြံပေးထားတာရှိတယ်ဆိုတော့ဒီတစ်ခေါက်ထိုင်းဆိုရကဖွင့်မယ်ပိုင်းအောင်ကတ်မှာလုတ်ဖို့ပွဲစားတာပွဲစားတွေကိုငွေကြိုမပေးကြဖို့ ਨੇ တကယ်လို့ငွေပေးပြီးသားဆိုရင်လည်းပြန်တောင်းဖို့အလုံသမိုင်းအဖွဲ့တွေကတတိပေးထားပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါရှင်အခုလိုပြပြပေးတဲ့အတွက်ကိုမော်ရစ်ကိုကျေးဇူးများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါအခုဆက်လက်ပြီးတရင်နဲ့ကိုထပ်မံရှုစားရအောင်ပါ